ားလုံးပဲမင်္ဂလာပါဗျတဖန်ပြန်လဲရောက်ရှိလာပြန်ပါပြီဒီကနေ့တင်ဆက်ပေးသွားမယ့်ပွဲစဉ်ကတော့ပြီးခဲ့တဲ့ဒီစနေနေ့ကရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ One Championship 5 Night 29 Event ပွဲစဉ်ကပွဲကောင်းပွဲချမ်းတွေကိုပြန်လဲသုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဝိတ်တန်းဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မြန်မာ Fighter ဇိုးလင်းဦးရှင်ပြိုင်ထိုးသက်ခဲ့တဲ့ဝိတ်တန်းဖြစ်တဲ့145ပေါင်ထဲမှာထိုးသက်ခဲ့ပေမဲ့သူကတော့ cash weight တန်း weight ပုံနေတဲ့အတွက်ကြောင့်မလို့148ပေါင်ထဲမှာထိုးသက်ခဲ့ရတဲ့ပွဲစဉ်မှာ ်မိတ်ဆက်ပေးနေတဲ့ fighter ကတော့ Japan fighter Katsuki ဆိုတဲ့ fighter ဖြစ်ပြီးတော့ One Championship မှာရလက်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့မှုတဲ့ fighter ဖြစ်ပါတယ် One Championship ရဲ့မွေတိုင်းဘန်ဒမွေတဟာဆိုလို့ရှိရင်တော့ fighter ကောင်းတွေနဲ့ပြည့်နေနေတာဖြစ်ပြီးကျွန်တော်တို့ရဲ့မြန်မာလက်ဝဲ fighter ကျန်းဇိုးလင်းဦးကိုပွက်တက်ပေးတဲ့ fighter တွေကတော်တော်လေးကိုအဆင်ပြေတဲ့ fighter တွေပါ ကဲဒီဖိုက်တာကတော့ကိုရိုဒီစတီဖန်ဆိုတဲ့ဖိုက်တာ ဖြစ်ပြီးတော့ဒီဖိုက်တာဟာဆိုလို့ရှိရင်တော့ရောချန်ပီယံရှစ်အဖွဲ့အစည်းမှာရှုံးပွဲတွေကြုံထားပြီးတော့ဒီဂျပန်ဖိုက်တာနဲ့ပြန်ပြီးတော့ထိုးသက်ရတဲ့ပွဲစဉ်ဖြစ်ပါတယ်။ကဲဆိုတော့ဒီဖိုက်တာနှူးဘယ်လိုပုံစံနဲ့ရှင်ပြိုင်ထိုးသက်သွားမလဲဆိုတာစိတ်ဝင်စားပွဲရကျွန်တော်တို့စောင့်ကြည့်သွားလိုက်ကြရအောင်ပါ။ ကဲဒိုင်လူကြီးကဖိုက်တာနေရာလုံးကိုကိုင်းထဲမှာပွက်တက်ပေးထားလိုက်ပါပြီ။ဘယ်လိုမျိုးထုတ်သက်သွားမလဲဆိုတာစိတ်ဝင်စားစရာစောင့်ကြည့်သွားရကြရအောင်ပါ။မွေတိုင်းစီမင်းနဲ့ထုတ်သက်တဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့စီမင်းတွေကိုတော့ပြိသက်တွေကိုအထွေထူးရောပြရနေစရာမလိုဘူးလို့ထင်ပါတယ်။ကဲဆိုတော့ပွဲစဉ်ထုတ်သက်ပါတော့မယ်။စောင့်ကြည့်လိုက်ကြရအောင်မြို့ ဖိုက်တာတွေကတော့ညာတန်ဖိုက်တာတွေပဲဗျဘဲချေရှစ်ထုတ်ထားတဲ့နှစ်ယောက်လုံးကစတီဖင်ကလိုကစ်တွေစပြီးတော့ပေးထားတယ်ကက်ဆူကီကလည်းဒိုင်ဘတ်ဖိုက်တာကိုကဲခတ်ပြီးတော့ကြည့်နေတယ်ဖိုက်တာတွေကလူကောင်တော်တော်ကြီးတယ်ဗျဘန်နမွေတန်း145ပေါင်နဲ့မှရှင်ပြိုင်ထိုးတက်တယ်ဆိုပေမဲ့သူတို့ရဲ့နေထားကြီးတွေကတော်တော်လေးကိုကြီးနေတယ်ဗျဇိုးလင်းဦးအနေနဲ့ဝိတ်တန်းဆင်းပြီးတော့ဆော့ရင်ဆော့မဆော့လို့ရှိရင်တော့မလွယ်ဘူးဗျ switch kick ကန်ချက်တွေပေါ့နော်။ဘယ်ညာနှစ်ဖက်ကိုချိန်ပြီးတော့ကန်တဲ့ကန်ချက်တွေကောင်းတယ်ဗျ။အဲကဆူကီကသူက karate ပုံစံနဲ့ဆော့တာထင်တယ်ဗျ။ခုနကဒီ spinning hook kick တွေပါတွေ့ရတယ်ဗျ။ check လုပ်ထားတာတွေတော်တော်လေးကောင်းတယ်။음ခြေကန်ချက်တွေကောင်းတယ်ဗျ။ body shot တွေဟိုး hack kick ကန်ချက် ကောင်းတယ်ဗျ။ခြေကန်ချက်တွေအစိုးလို့ပြောရမယ်။အဲအမြင့်ခြေကန်ချက်ကဒီ fighter တွေတော်တော်လေးအထိနာစေဗျ။အိုးမြင့်ခြေကန်ချက် ပေးထားတယ်။ကဆူကီမစိုးဘူးဗျ။သူကနိုင်ပွဲကနေဆက်လာတဲ့ fighter ဆိုတော့ နိုင်ငံပို့ပြီးတော့လုံခြုံမှုရှိနေတဲ့ပုံပဲဗျဒီဘက်ကဖိုင်တာဖြစ်တဲ့စတီဗင်ကတော့သူ့အနေနဲ့ဒါသူကရှောက်ပွဲတပွဲဆက်ထားတဲ့ဖိုင်တာဖြစ်တဲ့အတွက်ကြောင့်လို့နိုင်ငံတော့ယုံကြည်မှုရှိတဲ့ပုံမပေါ်ဘူးဗျခြေကန်ချက်တွေပေးထားတာတော်တော်လေးကောင်းတယ်ဒီ low kick ကန်ချက်တွေကိုအဓိကထားပြီးတော့ဆော့တာကိုတွေးရတယ်ဗျဒီဘက်ကကတ်စတူကီကတော့သူက မြစ်ခြေကန်ချက်တွေပို့ပြီးတော့တုံးတော့တွေးရတယ်ဖိုင်တာတွေစာဖတ်နေတယ်ဗျ body shot တွေပေးထားတယ်ခြေကန်ချက်တွေပြန်ပေးထားတယ် ဘက်ကစတီဗင်က1 2လက်သီးတွဲလုံးနေကောင်တာထဲမှာလမ်းပြီးတော့ထည့်ထားတယ်ဗျနီကပ်ပူပြီးတက်ကြတဲ့အခါဒူးတိုက်တာအရင်ရေးကြည့်တယ်ဗျဟောကဲဒီဘက်ကကတ်ဆူကီဆိုရဲကစားသမားသူကြည့်ရတာဂျူရိုလည်းတိပုံရတယ်ဗျဒါဂျူရိုသရိုးနဲ့ဂိုင်ပေါက်သွားတာဗျဂျပန်ဖိုက်တာတော့ပညာစုံတယ်လို့ကျွန်တော်ကနည်းနည်းထင်တယ်ဗျ ပွဲကတော့နည်းနည်းအထနှေးနေသေးတယ်တိတ်ပြီးတော့ကြီးလို့မကောင်းသေးဘူးဗျ။စီကံချက်တွေပေးထားတယ်။1 2လက်သီးချက်တွေပေးထားတယ်ဗျ။ဒူတိုက်ချက်တွေပေးထားတယ်။ဩထပ်ပြီးတော့ဂျူရိုသရိုးပြန်ပြီ။ဒါမွေထိုင်းမွေထိုင်းဂျူရိုမဟုတ်ဘူး။ထပ်ပြီးတော့သရိုးလို့ရှိရင်နဲ့ဟိုကဖြစ်မယ်တဲ့ဒိုင်လူကြီးကပြောနေ။ဟုတ်တယ်လေ။သရိုးလောက်လို့မှမရဘူးမွေထိုင်းမှာ။တောင်ရဲ့ချက်တွေပေးထားတယ်။ ကဲဒူးမတိုက်တတ်ဘူးကက်စတူကီကဒူးမတိုက်တတ်ဘူးနီကက်ပူပြီးတော့ဒူးမတိုက်တတ်ဘူးဗျယူရိုသူတို့ပဲလောက်ကျင်သူကြည့်ရတာကဲဒီတိုင်းလူကြီးကပြန်ခွဲပေးတားလိုက်ရပြီဗျပထမအခြေဆိုနင်းတော့အထနှင်းနေတယ်ဗျဒီပွဲကအာခြေကန်ချက်ကောင်းတယ်မြေခြေကန်ချက်ဒါတော့ပြည့်ကြိုက်ထားတယ်မထီဘူးဗျလူတိုက်ချက်တွေကောင်းတယ် မြင့်ချေကန်ချက်ပထမအချီပြီးသွားပြီကြဒုတိယအချီဆက်ပြီးတော့ကြည့်မယ်ကြဒုတိယအချီမှာဘလို့ဆက်ပြီးတော့ထိုးသက်သွားမလဲဆိုတော့စိတ်ဝင်စားစရာစောင့်ကြည့်သွားရမယ်ဗျ1 2 1 2ထိုးတာကတော့တကယ်ကျွန်တော်တို့ striking ရဲ့အဓိက basic ပေါ့ဗျာ1 2ကတော့အဲ1 2ရဲ့ basic နဲ့ပဲတော်တော်တိတိယယောက်ထိုးခဲ့တဲ့ပွဲတွေအများကြီးပြမင်းကဘာရီရာကြီးလဲ1 2နဲ့ပဲခံသွားတာပဲကဲထပ်ပြီးတော့သရိုးပြန်ပြီး ဒန်နူကြီးကအမှတ်တော့ရှော့မယ်လို့တင်တယ်။အိုးစတီဖင်ကတောင်ရိုက်ချက်တွေကောင်းတယ်ဗျ။ဂျူးတွေလည်းတိုက်တာကောင်းတယ်။ဆက်ပြီးတော့သရိုးဖို့စူးစမ်းနေတယ်ဗျကတ်ဆူကီက။ကဲဒန်နူကြီးကပြန်ခွဲပေးထားလိုက်ပြီ။ဒုတိယခြေအထိနည်းနည်းလေးကြည့်ပြီးတဲ့တောင်းပါဆိုလို့ရှိရင်တော့ကတ်ဆူကီကခုနကပြောသလိုဒူးတိုက်တာအနီးကပ်ပူးပြီးတော့တတ်တဲ့ချိန်မှာသူကတိတ်ပြီးတော့မကောင်းဘူးဗျ။သူကအပြင်းခြေကန်ကျဲကောင်းတယ်။ ီဘက်ကစတီဖင်ကပူးပြီးတော့တတ်တဲ့အချိန်မှာတော်တော်ကောင်းတယ်ဗျကနာဂိုကြီးရဲ့ကြီးကြီးဗျာ148ပေါင်ဆိုသူတို့ဒီပွဲတွင်းဝက်ကအနည်းဆုံးပေါင်160လောက်ရှိမယ်ဗျဆိုးလင်းတော့မဟန်ဘူးပြုခုလည်း၃ပွဲရှုံးသားပြီးပြီဆိုတော့နောက်ပွဲပဲဖိုက်တာနဲ့ထပ်ပြီးတော့ထိုးမလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျကဲဒူးတိုက်ချက်တွေပြန်လည်ပေးထားတယ်ဒါပေမဲ့စတီဖန်ကပို့ပြီးတော့ထိတယ်ဗျ ူ့ရဲ့ဒူတိုက်ချက်တွေကပို့ပြီးတော့ထိတယ်။ငါမျက်စိကန်းချက်ပေးတယ်တောင်းပြစ်ရိုက်တယ်။အိုးဟိုကတော့တော်တော်ကြမ်းတယ်ဗျာ။ကျိုးဝိုင်းနေရအောင်ထွက်သွားတယ်။လုံးကတည်းကပေးတယ်အိုး1 2အပကတ်ကွန်ဘိုတွဲလုံးနေမစိုးပြဒီဘက်ကစတီဖင်ထုတ်သုံးတာကိုတွေ့ရတယ်ဗျ။အဲဒီဘက်ကဂျပန်ဖိုက်တာလက်သီးထုတ်ပြီးတော့သုံးတာကျွန်တော်သိမ့်မတွေ့သေးဘူး။ခြေကန်နဲ့တောင်းရိုက်တယ်ဗောနော်။ဂျူရိုသူတို့တယ်။သုံးမျိုးပဲဆော့တာတွေ့ရတယ်ဗျ။ ကက်စတီဗင်ဆိုတဲ့ fighter လိုက်ပြီးတော့ pressure ပေးနေပြီဂျပန် fighter ဘာမှတိတ်ပြီးတော့မလုပ်ပြနိုင်သေးဘူးပြပြီးတော့သူခုလိုဒူးတိုက်ခံထားတာတော်တော်တက်လုံသူ့မှာကျွေနေပြီပြတက်လုံကျွေနေပြီလို့ပြောရအောင်ဟောထပ်ပြီးတော့ဂျူရိုသူတို့ပြန်ပြီဟာဒိုင်လူကြီးတော်တော်ခွာယူနေရအဲ့ခုနအဲ့အနီးကပ်ပူးပြီးတော့ဒူးတိုက်တဲ့ဟာတွေကလေပြိသက်တွေသတိမထားမိလို့သူတို့ကတိတ်ပြီးတော့မထီဘူးလို့ထင်ရပါပဲထီရင်တော်တော်လေးကိုအီတာပြတက်လုံကလည်းတော်တော်ကြာတော့တာဒီဖိုင်တာကိုကြည့်မယ်ဆိုပြိသက်တွေသိနိုင်တယ် ဟောဒူးတိုက်ချက်တွေတောက်လျှောက်ကိုထိတာဗျထပ်ပြီးတိုက်ပြန်ပြီညာနန်ကြားဘယ်နန်ကြားတွေတောက်လျှောက်ထိတာဗျအိုးလက်သီးလည်းထိတယ်စတီဗင်ကတော့အမှန်ကန်တီးနေပြီအပြန်လက်လက်သီးတွေတောင်းနေဖလဲထားတယ်ဗျဂျပန်ဖိုင်တာလည်းပြန်ပြီးတော့တီးတယ်ခေသူတော့မဟုတ်ဘူး1 2 left hook ရှေကန်ချက်တွေပဲပေးတော့ oh body shot oh ဒူးတိုက်ချက်စတီဖင်တော်တော်လေးကိုကောင်းလာတယ်ဗျဒုတိယအချိန်မှာဒူးတိုက်ချက်တွေရော body shot တွေရော ။ရောင်ရိုက်ချက်ပြီးတော့နီးကက်တတောင်ထိုက်ကြိုက်တယ်။အိုးထိတယ်ဗျာ။တတောင်ထိုက်ကြိုက်တယ်ဗျာ။ထိတယ်ဗျာ။ကဲဒုတိယချီပြီးသွားပြီ။ဒုတိယချီမှာတော့ဒီစတီဗင်ကတော်တော်လေးကိုတားတယ်ဗျာ။ဒူးတိုက်ချက်တွေရောတတောင်ရိုက်ချက်တွေရောအပါကတ်ဘော်ဒီရှော့စုံနေတာပဲတီးသွားတာ။ဒါမဲ့အလဲတော့မထိုးနိုင်သေးဘူးပေါ့နော်။တက်လုံကတော်တော်ကွာသွားပြီဗျာ။စတီဗင်အလက်ကြီးကြံသေးတယ်ဒီဂျပန်ဖိုက်တာကက်စတူကီကနည်းနည်းလေးကျသွားပြီဗျ။အဲနီးကက်သူကနီးကက်တီးကျင်တာ တောင်ရိုက်မယ်ဒူးတိုက်မယ်ကက်ဆူကီက range ထိန်းပြီးတော့ဆော့တင်နေတယ်ဒီလိုအနေထားမှာသူ့ရဲ့မြေချေကန်ချက်တွေကလည်းပူးဝိုင်းဘာမှလုံးမရတော့ကဲအဲ့လိုကကောင်းနေ body shot ကောင်းနေဗျာ low kick ကောင်းနေအိုးတော်တော်အိုးဒူးတိုက်တယ်ဗျာဟမ်ဘာဖြစ်သွားလဲအော် knock down မဟုတ်ဘူးဗျာအာ MMA စီးမြင့်လို့ပဲထင်တယ်ဒီလဲနေတဲ့ opponent ကိုဒူးတိုက်လို့မရဘူး ဘောက်တာလဲတဲ့ဒူးနဲ့တိုက်ပြီးရောအော်မတော်တဆပါတဲ့ကဲပွဲပြန်တဲပြီးထားလိုက်လိုကစ်တွေတော်တော်ကောင်းတယ်တော့ပြောခဲ့သလိုပဲဒီဂျပန်ဖိုက်တာကတ်ဆူကီလိုကစ်တွေကောင်းတယ်ဟိုက်ကစ်တွေကောင်းတယ်ဟိုဘက်ကဖိုက်တာတော့မစတန့်ပြောင်းပြီးတော့ဆော့လိုက်ရပြီစတီဗန်စတန့်ပြောင်းပြီးတော့ဆော့လိုက်ရပြီဘာလို့လဲဆိုတော့ဘဲချီကိုထပ်ပြီးတော့ရှေ့ထုတ်တိုင်းကြာရင်ဘဲချီတော့ပုတ်တော့ကဲဒူးနဲ့တိုက်ထားတယ်တက်လုံးတွေခြွေပြီးတော့ဆော့ထားတယ်ဗျဒူးနဲ့တိုက်ထားတယ်အိုးအဲ့ဒူးတိုက်ချက်ကြီးကတော့ထိတယ်ဗျတော်တော် ကဲလို့ဆက်လုပ်မလဲအိုးတောင်ရိုက်တယ်ဗျကျွန်တော်ပြတွေ့လာဟိုကမာကြီးစတီဗီကဘယ်ချီရှစ်ထုတ်တဲ့နေရာနေပြီးတော့ညာချီရှစ်ထုတ်ပြီးတော့စော့နေဘာလို့ဆိုဘယ်ချရောက်ကတော်တော်ထိနေကြလိုကစ်ကန်ချက်တွေနဲ့ဒါပေမဲ့အခုဒူးတိုက်တာဒီကောင်တော်တော်ကောင်းတယ်ဗျတောင်ကက်ရိုက်တာလဲကောင်းတယ်ဘယ်နန်ချာညာနန်ချာဒူးနဲ့နိုင်တာဗျအိုးလက်သီးလဲကောင်းတယ်ပြုတ်တောင်လဲရိုက်တာကောင်းတယ်ပြုတ်ကဲလိုကစ်ကံမှုစူးစမ်းနေအဆင်မပြေဘူးဗျ လူနဲ့တိုက်တယ်။ဟာဘယ်ညာကိုတိုက်တာဟေးတော်တော်လေးကိုအီစင်ဟိုမှာကြီးနန်ကြားတယ်ဆိုနီရဲနေပြီဂျပန်ဖိုင်တာအသားပြူတော့ပို့တိတာတယ်ဗျ။ဘယ်နန်ကြားညာနန်ကြားဒူးတွေနဲ့မန်ကန်ပစ်တိုက်ထားတာဗျို့။ပြီးလို့ရှိရင် ခွာကန်နီးကြလို့ရှိရင်တောင်ဖြတ်ခနဲ့ပိတ်ရိုက်တယ်။တော်တော်လေးကောင်းတယ်ဗျ။လက်ဖန်တလုံးဝင်သွားပြီဗျ။ဂျပန်ဖိုင်တာကတော့ဒီ visible damage ပေါ့နော်မြင်ရတဲ့ damage ကတော်တော်လေးသူ့မှာများနေပြီ။ မျက်နှာကွဲနေရမျက်ခုံအောက်မှာကွဲထားတယ်ညာဘက်မျက်ခုံအောက်မှာကွဲထားတာဗျဘော်ဒီရှော့ကျွေးတယ်တောင်ရိုက်တယ်လိုကစ်ကန်နေဒါမဲ့ check လုပ်ထားနိုင်လေဗျလက်ဖန်ဒူးတိုက်တယ်မျက်နှာကိုတောက်လျှောက်ကိုလက်သီးချက်သေးအိုးဂျူဒိုသူတို့လောက်ပြန်ပြီဗျဟာကဲကြည့်မယ်ဗျ တော့ရိုက်ချက်တွေကောင်းတယ်ဗျအနီးကထိုးတာဗျအနီးကပူးပြီးတော့ဒူးနဲ့တိုက်တယ်ကလင်းလှုပ်တာပေါ့နော်တော်တော်ကောင်းတယ်ဗျအစတီဗန်ဆိုတဲ့ fighter ရှေ့ရနှစ်ပွဲဘယ်လိုရှုံးတာလဲတော့မသိဘူးဒါပေမဲ့ဒီပွဲမှာဒူးတိုက်တာတော့တော်တော်လေးကိုကောင်းတယ်ဗျမြစ်ချေကန်ကြက်တွေပြန်လဲပေးထားပြီမြတ်တစ်ချက်မှမထီဘူးအဲဂျပန် fighter ကဆူဘီတော်တော်ကြနေပြီကြဒီဘက်သူရှုံးဖို့လုံးဝသေးကြွားပြီဘာလို့လဲဆိုတော့ညနာမှာလည်းလုံးဝ visible damage ကများတယ်ပြီးတော့ body shot တွေ ဒူးတိုက်ချက်တွေအမှန်ကန်ပေးခံလာတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝဗဇက်ကလည်းဟာပြဲကြီးပါဖြစ်နေ။ကဲတရားချီပြီးသွားပြီ။မဲသူကလက်မြောက်ပြီးတော့အောင်ပွဲခံနေသေးတယ်။ဘယ်သူနိုင်လဲဆိုတာကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်ကြရအောင်ပါ။ဘယ်သူနိုင်ရရှိသွားလဲဆိုတာ။အလကြီးဆုံးဖြတ်တော့ရောက်ပြီ။ တီဖင်ကော်ရိုဒီနိုင်သွားပြီဗျတော်တော်လေးကိုကြည့်လို့ကောင်းတဲ့ပွဲပါပထမအကြည့်ပြင်းဖို့ကောင်းမယ်နောက်ပိုင်းကြည့်ရင်မိုက်တယ်ဗျ